ကဲအားလုံးပဲမင်္ဂလာပါရှင်တဲရော healing and reading mind kit ဒရာနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်เนาะဒီနေ့မှာ hobby ဂျန်နဲ့เนาะ reading လေးကတော့အခုတင်တင်ပေးထားတယ်လို့ပဲပေါ့เนาะအဲမိမိရဲ့အဆက်အသွယ်ပြတ်နေတဲ့ချစ်သူတွေနဲ့တို့မို့ age ပေါ့เนาะမိမိရဲ့အဆက်ဟောင်းအချက်ဟောင်းနေဒါမို့ရင်အဆက်အသွယ်ပြတ်နေတဲ့ချစ်သူတွေနဲ့ပေါ့เนาะအဆက်အသွယ်ပြန်ရနိုင်မလားเนาะသူကဘာတွေပြောချင်နေလဲပေါ့เนาะဒီအခြေအနေနဲ့ပတ်သက်တဲ့เนาะအခုသူနဲ့ကိုယ်နဲ့ဝေးကွာချိန်မှာเนาะ သူနဲ့ကိုယ်နဲ့ကြားရဲက relationship လေးရဲ့ပေါ့နော် energy လေးနဲ့ဘာလေးတွေဖြစ်လာမလဲဘယ်လို action တွေယူလာမလဲเนาะအဆက်အသွယ်တွေပြန်ရလာနိုင်လားပေါ့နော်စသဖြင့်ဒါလေးကိုကြည့်ပြီးသွားမှာပဲဖြစ်ပါတယ်တဲ့เนาะ အဲ့တော့လာကြည့်နေတဲ့သူလေးတွေအားလုံးအတွက်ကိုပေါ့နော် collective region အနေနဲ့ပဲကြည့်ပေးလိုက်မှာဖြစ်ပါတယ်ပိုင်းမရွေးတော့ပါဘူးเนาะကျွန်မအခုနောက်ပိုင်းမှာလေးပိုင်းတိတ်မရွေးမရွေးခိုင်းတော့ဘူးပေါ့နော် ပိုင်းရွေးတယ်ဆိုလို့ရှိရင်လည်းတချို့ကအာပိုင်း1ပိုင်း2ရွေးထားလိုက်ပေမဲ့လည်းတခုအဆင်မပြေတခုလိုက်ကြည့်နေတာမျိုးဆိုတော့လေပြီးတော့ကျွန်မကအဓိကကအာ Facebook ကလေမိနစ်30ကျော်သွားလို့ရှိရင်ကျွန်မရဲ့အသံတွေကိုဖြတ်ချလိုက်တာမျိုးပေါ့နော် Facebook ကအဲ့လိုမျိုးအကန့်အသတ်တွေလောက်တာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပိုင်းရွေးခိုင်းလိုက်လို့ရှိရင်เนาะ video file တွေကအရှိကြီးတွေဖြစ်သွားတာ ေါ့နော်အဲ့လိုအရှိကြီးတွေဖြစ်သွားလိုက်လို့ရှိရင်အတန်နေမပါတော့ဘူးကွာအတန်နေမပါတော့တဲ့ခါကျတော့အချိန်ပေးပြီးတော့တက်တက်တွေးမိထားတာကြီးကအလဟတ်သက်ဖြစ်သွားမယ်ပေါ့နော်ဒါကြောင့်မလို့ collective reading အနေနဲ့ပဲဖတ်ပေးပါမယ် collective reading ဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးနဲ့နော်မိမိနဲ့ kait တာလေးကိုယူလို့ရတယ်နော်မိမိနဲ့ဟိုပါပေါ့နော် energy အဆင်ပြေတဲ့အပိုင်းလေးတွေယူလို့ရတယ်အဆင်ကိုနဲ့လုံးဝ energy မ kait တဲ့အပိုင်းလေးတွေဆိုရင်တော့ကြော်သွားလို့ရတယ်ပေါ့နော် အဲ့တော့အရင်ဆုံးဒီ terror နဲ့ energy စစ်တဲ့အချိန်မှာမိမိနဲ့ energy ကြိုက်တယ်လို့ယူဆရတယ်ဆိုရင်ကိုကစက်ကြည့်လို့ရတယ်เนาะစက်ကြည့်လို့ရတယ်ပြီးတော့ထွက်လာတဲ့အဟောတွေအဟောတွေမှလည်းပဲပေါ့เนาะအဲကိုနဲ့ကြိုက်တဲ့အပိုင်းတွေကိုယူပေးเนาะကိုနဲ့မကြိုက်တဲ့အပိုင်းတွေကတော့ကြော်သွားလိုက်ပါလို့ပြောစင်တယ်เนาะကဲအဲ့တော့ခုလာကြည့်နေတဲ့ collective သမားလေးတွေအတွက်ကိုเนาะဒီအဆက်အသွယ်ပြတ်နေတယ်မိမိနဲ့အဆက်အသွယ်ပြတ်နေတယ်မိမိရဲ့အချစ်ဟောင်းတွေเนาะအဆက်အသွယ်ပြတ်နေတဲ့ချစ်သူတွေနဲ့เนาะဘာတွေဆက်ပြတ်လာနိုင်မလဲသူတို့ရဲ့လက်ရှိ energy နဲ့ ငါကြည့်နေရဲ collective သမားလေးတွေရဲ့ energy ပေါ့နော်ဒါလေးကိုပြောပြပေးပါကဲတူဆော့ဆွဲတဲ့ဆော့ဆော့ဝင်ထွက်လာကြရအဲ့လိုမျိုးเนาะအ sorry uh sorry sorry for sort sweat เนาะ for sort sweat မဟုတ်ဒါပေမဲ့ sweat energy ပါပဲเนาะထွက်လာကြရက sweat energy နဲ့ okay queen sock cut တော့ပါတယ်နောက်တစ်ခါကျတော့ king sock sweat တဲ့ဆရာကြီးဆရာကြီးเนาะ kings of cup kings of swap sorry kings of swap เนาะแกกัดดิโอ้อะไรမျိုးดิดูဖြစ်လို့ဟိုဟာดิဖတ်နေလားမသိอ่ะဒီကပန်းစာလုံးနေอ่ะဖတ်ကာနည်းနည်းလေးခတ်အဲ့တော့လက်ရှိ energy မှာတဲ့เนาะသူကလေเนาะသူကကိုယ့်ကိုလေးပြောရရင်တော့သိလားအခုဒီအဆက်အသွယ်ပြတ်နေတဲ့သူလေးပေါ့เนาะကိုယ့်ရဲ့အချစ်ဟောင်းနေပါတွေကိုကိုကဟိုဟာဖြစ်နေမယ်ဆိုရင်เนาะဟိုသူတို့ အတွက်ကိုအဓိကထားပြီးကြည့်နေမယ်ဆိုရင် तू ကဘာလုံးနေလဲဆိုတော့လေလက်ရှိအခြေအနေမှာလေကိုယ်မေးနိုင်အောင်ကြိုးစားနေရမျိုးတွေ့ရတယ်သိလားသူတို့ရဲ့အလုပ်တွေเนาะအဲသူတို့ကဘာလဲဆိုတော့လေသူတို့အရန်ပေါ့နော်ဟိုဟာဖြစ်တဲ့သူတွေပေါ့နော်ဒီ sweat energy ဖြစ်တဲ့တွေအရန်ပြတ်သားတဲ့သူမျိုးတွေပေါ့နော်သူတို့စိတ်ကအရန်ပြတ်သားတယ်နောက်တစ်ခါကျတော့ကိုယ့်ကိုပေါ့နော်ဒီမှာဆိုရင် force of sweat ဆိုတဲ့ energy အရဆိုရင်เนาะသူကသူ့မှာပေါ့နော်ဟို ကိုနဲ့တွဲနေတဲ့အချိန်တော်တွင်းမှာနော်သူ့မာလေးဟို pressure တွေရမ်းရှိရသေးလား pressure တွေရမ်းဆိုတာကလေဟိုဟိုအချစ်ရေးနဲ့ပတ်သက်ပြီးတော့ဗောနော်ကိုကသူ့ကိုနော်ပြဿနာတွေရှာမိတာလဲဖြစ်ကောင်းဖြစ်နိုင်နေနော်ကိုကသူ့ကို pressure တွေပေးမိတာဗောနော်အာ pressure တွေပေးမိတာဗောဥမာသူ့နဲ့ကိုနဲ့ရှေ့ရေးတို့ဒါမို့လဲအာသူ့ရဲ့အလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ဗောနော်အဲ့လိုမျိုးဗောနော် သူလက်ရှိမှာစူးစမ်းနေတဲ့အရာတို့မဟုတ်သူလှုပ်ချင်ဖြစ်ချင်တဲ့အရာတွေကရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ကိုနဲ့ပတ်သက်တဲ့အရာတွေမှာကိုကလေအဖိအားပေးမိတာပေါ့နော်ဖိအားပေးမိတာဖြစ်နိုင်တယ်အဲ့တော့သူကလေသူ့ရဲ့တစ်ဖက်ပေါ့နော်သူ့ရဲ့တစ်ဖက်ချမ်းမှာသူကသူ့ရဲ့မိသားစုအရေးရောသူ့ရဲ့လုပ်ငန်းပိုင်းတွေသူ့ရဲ့အလုပ်ပေါ့နော်အလုပ်ပိုင်းတွေမှာဒီ အလုတ်ပတ်ဝန်းကျင်တော့လူမှုဆက်ဆံရေးစသဖြင့်ပေါ့နော်အဖက်ဖက်မှာသူ့မှာ pressure တွေရမ်းပြနေတာမျိုးရှိတယ်စိတ်ပင်ပန်းလူပင်ပန်းနေခဲ့တာမျိုးရှိတယ်သိလားအဲ့ဒါကိုကမသိဘူးပေါ့နော် အဲ့လိုစိတ်ပြန်ပြန်လူပင်ပန်းဖြစ်နေခဲ့တာကိုကမသိဘဲနဲ့ကိုကပါထပ်ပြီးတော့ဗောနော pressure တွေပေးမိတဲ့ပုံစံဖြစ်သွားတာမျိုးဗောနော်အဲ့ဒါကြောင့်မို့လို့သူကကိုယ့်ကိုအဆက်အသွယ်ဖြတ်သွားတာမျိုးဖြစ်နိုင်တယ်เนาะအဲ့တော့အဲ့ဒီအဆက်အသွယ်ပြတ်နေတဲ့အချိန်မှာအခုအခုဗောနော်လက်ရှိအချိန်မှာမလုံနေလဲလို့မေးရဆိုရင် तू ကကိုယ့်ကိုစူးစမ်းပြီးတော့မှဗောနော်ဟိုမေ့ပြောက်ဖို့အတွက်စူးစမ်းနေတာမျိုးเนาะအဟိုစိတ်ကိုပြတ်သားဖို့အတွက်စူးစမ်းနေတာမျိုးဗောနော်ကိုယ့်ကို release လုပ်ဖို့အဲ့ဒီအခုဗောနော်ဘာကြီးလုံနေလဲဆိုတော့ तू အလုပ်တွေကို तू လုပ်မယ်ပြီးသွားရင်ဒီမှာဆို gym သွားမယ်တိရမှာဟို ဟိုကိုယ်ကာယလေ့ကျင့်ခန်းနေပေါ့နော်ဒီ exercise လုပ်တာတွေเนาะပြောရရင်တော့ကွာ ိုเจ้าကိုသူ့ကောင်းထဲမှာမရောက်ဘူးမဟုတ်ရောက်တယ်ကိုကိုတတိယနေရယ်နော်ကိုနဲ့ပြန်ပြီးအဆက်အသွယ်ဖို့အတွက်ကိုခါခါကြာရင်ကြိုးစားမိတာမျိုးတွေရှိရယ်ဒါပေမဲ့သူကလေမဆက်အသွယ်မိအောင်မကြိုးစားမိအောင်ပေါ့နော်သူ့ကိုသူတခြားလမ်းကြောင်းတွေကိုပြောင်းပြီးနေနေတာတွေရှိရယ်အဲ့တော့အလုပ်တွေလုပ်မယ်လုပ်တွေလုပ်ပြီးသွားလို့သူအားနေရယ်ဆိုရင်လေ့ကျင့်ခန်းတွေလုပ်မယ်နော်ယောဟိုတချို့ဆိုယောဂမိန်းကလေးဆိုယောဂကျင့်နေတာအခုဒီဒီလာကျင့်နေတဲ့လူတွေဒီမှာဆိုလို့ရှိရင်ပေါ့နော်အာနှစ်ဖက်စလုံးကိုကလည်းသူ့ကိုပြန်ခေါ်ခြင်းတယ်သူကလည်းကိုကိုပြန်ခေါ်ခြင်းတယ်ဒါပေမဲ့ဘာဖြစ်နေလဲဆိုတော့နှစ်ယောက်စလုံးကပြန် န်မခေါ်မိအောင်အာစိတ်တွေပြောင်းနေရမျိုးပေါ့နော်အလုပ်တွေဖိလုပ်နေတာနော်အားတဲ့အချိန်ဒီမှာဆိုလေလေ့ကျင့်ခန်းလုပ်နေတာယောဂလုပ်နေတာဝေါ့ကောက်တွေလုပ်နေတာပေါ့နော်ဂျင်သွားတာရေဒါမျိုးတွေလုပ်နေတာမျိုးတွေ့ရတယ်ဟင်နော်အဲ့တော့ပြောရရင်တော့တစ်ဖက်မှာပေါ့နော်ကိုယ့်ရဲ့အာကိုယ့်ရဲ့ကိုကိုကိုပြန်အာယုံစိုက်နေတာမျိုးပေါ့နော်ကို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 ယ့်ရဲ့ဘဝတိုးတက်ရာတိုးတက်ချောင်းကိုပြန်အာယုံစိုက်နေတာမျိုးတွေ့ရတယ်နော်သူကလေအဓိကယောက်သားလေးဘက်က energy မှာပို့တွေ့ရတယ်နော်ကိုယ့်အချောင်းကိုတိတ်ပြီးတော့ခေါင်းထဲမှာပေါ့နော်မရောက်အောင်ပေါ့သူ့ကိုယ်သူအတင်းလုပ်နေတာကိုတွေ့ရတယ်နော် စူးစမ်းနေတယ်ကိုယ်ကိုမဆက်သွယ်ဘူးသူကပြက်ပြက်တတားပဲနေပြနေရမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်။နောက်ကြားလေးဘက်ဆိုပြီးမယ်နော်ဒါ masculine energy နဲ့ feminine energy လို့ပဲသတ်မှတ်ပြီးနော်ခုလာကြည့်နေတဲ့သူလေးတွေမှာအမျိုးသမီးလည်းပါမယ်အမျိုးသားလည်းပါမယ်သို့မဟုတ်အမျိုးသားအမျိုးသမီး energy ကြီးစုနေတယ်နော်ဒါဟိုပါပေါ့နော် LGBT+ တွေစသဖြင့်ပေါ့ဒါတွေလည်းပါနိုင်တယ်နော်ဒါကြောင့်မို့လို့ ဟိုဒါကိုကိုရဲ့ energy အနေနဲ့ပဲယူပေးနော်အမျိုးသားအမျိုးသမီးလိုတော့မယူပေးနဲ့နော်ဒီမှာဆိုရင်တော့ queen soul cap ရဲ့ energy ရဆိုရင်ဒါအမျိုးသမီး energy ကြီးစိုးရဲပေါ့နော်ဒီဖက်မှာဆိုရင်ကိုကကြတော့သူ့သူ့ကိုဂယုစိုက်ပေးခြင်းနဲ့နော်ကိုကသူ့ကိုဂယုစိုက်ပေးခြင်းနဲ့ကိုကကြတော့သူ့ကိုပြောရရင်တော့ကိုကကိုကတော့ချစ်တာပေါ့နော်ကိုကချစ်တာသူ့ကိုဒီချစ်တဲ့ဥစ္စာကသူ့ကိုဖော်ပြတဲ့အနေထားမတက်သွားတာလို့ပြောရမှာပေါ့နော်အဲ့တော့မချစ်တာလည်းမဟုတ်ဘဲနဲ့ချစ်ရတဲ့ဒါနဲ့ကိုပေါ့နော်ကိုယ့်ရဲ့ ကိုယ့်ရဲ့ချက်ချင်းမြတ်တာကိုပေါ်ပြတဲ့နေရာမှာတစ်ဖက်သူကအရင်ကြီးစိတ်အကျဉ်းတက်ဖြစ်သွားတာမျိုးပေါ့နော်ပရက်ရှာပုံစံပြီးသွားတာမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုပုံစံမျိုးဖြစ်သွားတာမျိုးပေါ့နော်အဲ့တော့ညီမဆိုရင်တော့ queen socket ပြည့် energy ရာအာ သူကတစ်ဖက်ကသူကလည်းပေါ့နော်ကို့ကိုဒါနှစ်ဖက်စလုံးကတော့မချစ်နေတာတော့မဟုတ်ဘူးချစ်တယ်တတိလည်းရနေတယ်နော်ကို့အကြောင်းကိုလည်းခေါင်းထဲမှာတွေးနေတယ်ဒါပေမဲ့ပြန်ဆက်တွေ့မှာလားဆိုရင်နော်လောလောဆယ်မှာတော့ပြန်ဆက်တွေ့ဖို့ကိုနော်ဟိုမှာဖြစ်နေဘူးပေါ့နော်သူပြန်ဆက်တွေ့ဖို့သူ့ကိုသူတောင့်ခံတာတယ်တင်းခံတာတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်အဲ့တော့မလို့တင်လဲဆိုရင်တော့ကိုကတော့ပေါ့နော်အဲမြစ်တာထားပြီးစိတ်ရှိရှိနဲ့စောင့်ပါဆိုတဲ့ပုံစံမျိုးပဲရှိရပါတော့နော် queen socket ပြည့် energy ရကိုကမြစ်တာထားဖို့လိုအပ်တယ်ပေါ့နော်သူ ိုမေတ္တာပို့ပေးပါတော့တတိယရင်မေတ္တာပို့ပေးမယ်နော်စိတ်ရှိရှိထားပြီးတော့ပဲကိုယ့်ရဲ့ချက်ချင်းမေတ္တာသူ့ပေါ်မှာထားတဲ့တစ္ဆာတရားပေါ့နော်ဒါလေးကိုနော်ပြတာပြီးတော့စိတ်ရှိရှိထားပြီးတော့စောင့်နေဖို့လိုအပ်တယ်ဆိုတဲ့ပုံစံမျိုးလေးကိုပြရတယ်ပေါ့နော်အဲ့တော့ဒီ energy တွေမှာလောလောဆယ်ကိုကအာသူ့ကိုပြင်းပြင်းပြပြတတိယနေတာမျိုးနော်သူ့သူ့ရဲ့အခက်ခဲတွေရှိနေရဆိုလို့ရှိရင်ကိုကသူ့ကိုဂယုစိုက်ပေးနေတာမျိုးဒီမှာဆို nurturing energy ဖြစ်တဲ့အတွက်ကြောင့်မို့နော်အာသူ့ကိုကအရန်ဂယုစိုက်ပေးနေတာမျိုးပေါ့နော်အဲ့လိုအရန်ဒါလေးကြလို့ရှိရင်လေကိုကလေ ကိုကအရန်ကြီးသူ့ကိုခလေးတယောက်လို့သိရမှာဂယူးတဆိုင်ဟိုဟိုမိခင်ကနေခလေးတယောက်လို့ဂယူးတဆိုင်တွေအရန်လိုက်လောက်ပါများတဲ့ခါကြတော့ဘာဖြစ်လဲဆိုတော့ဟိုတစ်ဖက်ကပါလဲဆိုတော့သူ့ကို attach အရန်ပြတ်တယ်လို့မြင်လာတာပေါ့နော်အဲ့လို attach အရန်ပြတ်တယ်လို့မြင်လာပြီးတော့မှအဲ့တော့ ကိုယ့်စီကနေသူကထွက်ပြေးတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်သွားတတ်တယ်တဲ့နော်ဖြစ်သွားတာဖြစ်သွားတာပေါ့နော်အခုဒီ relationship ကအခုဒီရဲ့ခေါင်းစဉ်အရာလာကြည့်ရတဲ့သူလေးတွေကတေချာပေါက်အဆက်အသွယ်ပြတ်နေတဲ့သူလေးပါလိမ့်မယ်ကွာအကယ်လို့တချို့တွေကြတော့လည်းအဆက်အသွယ်ပြတ်နေရတော့မဟုတ်ဘူးပေါ့နော်ဒီတိုင်းပဲဒီ relationship ဘာဖြစ်မလဲပေါ့နော်ကို relationship မှာဘာဖြစ်မလဲဆိုအဲ့လိုမျိုးတိချင်နေတဲ့လူလေးပါခေါင်းပါနိုင်လိမ့်မယ်အဲ့လိုမျိုးဆိုရင်တော့ပေါ့နော်အာကိုကကိုရဲ့ချက်ချင်းမြတ်တာနဲ့ကိုရဲ့မြတ်တာတရားကိုအကောင်းဆုံးပြသဖို့လိုအပ်တယ်တတ်နိုင်ရင်သူ့ကိုစိုးမိုးတာချုပ်ချယ်တာလွှမ်းမိုးတာပေါ့နော်ဒါမျိုးလေးတွေမလုပ်ဖို့လို ွယ်တယ်အဓိကကလွတ်လွတ်လပ်လပ်နဲ့အေးအေးဆေးဆေးလေးပေးချစ်ထားတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးလုပ်ဖို့လိုအပ်တာလည်းတွေ့ရတယ်နော် အဲ့တော့အကယ်လို့များပေါ့နော်ဟိုတချို့တွေဆိုလို့ရှိရင်တိတ်ပြီးတော့မှဟိုပါပေါ့နော်ပြက်တာမကြသေးဘူးတချို့ဆို၄လလောက်ပဲရှိသေးရယ်ဆိုရင်တော့ဒါမျောလင်းလို့ရသေးရယ်နော်၆လကျော်ပြီဆိုရင်တော့နည်းနည်းလေးတော့ဟိုပါဖြစ်ရမယ်ပေါ့နော်နည်းနည်းဟိုအဆက်အသွယ်ပြက်တာ၆လကျော်တဲ့သူလေးဆိုလို့ရှိရင်တော့ဒီမှာသူကပြက်ပြက်တတ်တာပုံစံမျိုးဖြစ်နေရယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့အရန်ကြီးမျောလင်းနေရယ်တိတ်မလွတ်ချနိုင်ဘူးဖြစ်နေရယ်သူလေးတွေဆိုရင်တော့နည်းနည်းလေးပြန်သတိထားပါပေါ့နော်အဲ့တော့ကျမတို့ဟိုပါလေး oracle လေးသွားကြည့်မယ်နော် oracle လေးကနေပြီးတော့မှ oracle ကနေပြီးတော့ဘာကြီးပြောပြောမလဲပေါ့နော် ့ origin ကနေပါပြီးပြောမလဲကြည့်မယ်เนาะဒီကြည့်ပြီးတော့ तू သူ့ရဲ့ဟို energy ကိုထပ်ပြီးတော့ကျမတို့ confirmation ယူယူကြည့်မယ်เนาะ the hermit terror เนาะ then the the hermit terror ကလည်းပြီးတော့မှာโอเคจ่าลาวิวไล่มั้ยเนาะโอเคကဲလာကြည့်နေရောကလက်တက်တမလေးတွေဒီ hermit terror ကတဲ့เนาะဗာညာပြောကြတယ်တကယ်ကတော့ဆန္ဒကြာလာလို့ယူပြီးလိုက်တယ်เนาะ i think so yes i need time for me ရေเนาะโอเคချိန်လိုအပ်နေတယ်เนาะ My family won't like me. Okay. Swap one, why or swap, No? Cannot sweat, why not, why not sweat? Be patient, yeah, please. I'm ready. Yes, you, I'm ready. Okay, no? Thank you. ဒီမှာเนาะအခုလောစင်မှာတော့တဲ့ तू က तू ဒီမှာဗောနော်ဘတော့တဲ့ desk ကတော့ I am ready လို့ပြောတယ်เนาะ ready ဆိုတာလေ तू ကလေကိုယ့်ကိုဆွမ်းနာပြောတယ်လို့လေ तू ကကိုယ် release လုပ်နေเนาะ release လုပ်နေ तू နှွတ်ချနေတာမျိုးเนาะကိုယ်ကိုမုန်းအောင်လုပ်နေတာမျိုးဒါမှမဟုတ်လို့ရှိရင်လေ तू စိတ်ကိုပြန်ပြီး healing ပြန်လုပ်နေတာမျိုးဗောနော် healing ပြန်လုပ်နေတာမျိုးတွေ့ရတယ်အဲ့တော့ I am ready ဆိုတာလောလောဆယ်တော့ तू စိတ်က ready သဘောမျိုးဖြစ်နေပြီတဲ့เนาะအဲ့တော့ဒီမှာတော့ I think so yes တဲ့เนาะအကယ်လို့များဗောနော်အဲကိုက အဲတချို့လေးတွေပေါ့နော်ဒီစိတ်ထဲကနေမိထားတယ်အဲသူငါ့ကိုဆက်တွေ့လာမှာလားဗာညာဆိုရင်တော့အာဒီမှာဆိုရင်ဒီကလာကြည့်နေတဲ့သူလေးတွေအဲ့လာကြီးတော်တော်များများမှာเนาะ60 80ရာခိုင်နှုန်းလောက်ကတော့เนาะဒါပြန်ပြီးဆက်တွေ့ရလာတာမျိုးရှိလိမ့်မယ်เนาะ I think so yes လို့ပြောရဲเนาะ okay ဒါဆိုရင်ဒါကသူကဆက်တွေ့ပြန်လာပြန်လှုပ်လာတာမျိုးရှိမယ်တဲ့เนาะဒါပေမဲ့တချို့ကတော့เนาะတချို့ဆိုလို့ရှိရင်เนาะတချို့ရဲ့ energy ပေါ့เนาะဒီမှာ80နဲ့30ရာခိုင်နှုန်းလောက်မှာဆိုရင်တော့ I need time for me တဲ့เนาะဒီမှာကတော့ အဒီမှာပြောရလေ kin source sweat energy ရဆိုရင်သူ့အတွက်အချိန်လိုအပ်နေသေးတာမျိုးတွေ့ရတယ်เนาะတချို့တွေအချိန်လိုအပ်နေသေးရယ်เนาะတချို့တွေမှာဆိုရင်တော့သူတို့ကိုသူတို့ healing လုပ်တာ ready ဖြစ်နေပြီဆိုတဲ့ဟာမျိုးတွေ့ရတယ် ဲ့တော့ဒီမှာဆိုရင်เนาะ four source word ဒီမှာဆိုလဲ four เนาะ number 4 i need time for me เนาะအဲ့တော့ number လေးခန်းနေရှိရဲတချို့ဆိုရင်လေးလလေးလလောက်အချိန်ထက်ယူရလိမ့်အောင်မယ်ပေါ့เนาะလေးရက်လေးပတ်လေးလလောက်အချိန်ထက်ယူရလိမ့်အောင်မယ်เนาะသူ့အတွက်အချိန်လိုအပ်နေသေးတယ်တဲ့နောက်တစ်ခါကျတော့တချို့သောသူလေးတွေပေါ့เนาะဒီမှာဆိုရင် your family won't like me တဲ့เนาะအာတချို့ဒီလိုမျိုးပေါ့เนาะအဆက်အသွယ်ပြတ်သွားရခြင်းအကြောင်းရင်းကဒီလိုပြဿနာတက်ရခြင်းအကြောင်းရင်းကเนาะမိသားစုတွေကြောင့်လည်းဖြစ်နိုင်တယ်เนาะမိသားစုတွေဒီမှာဆိုရင်เนาะ queen socket ရဲ့ energy အရာဆိုရင်ကိုယ့်ရဲ့အမ မေเนาะအတော်เนาะအဲ့ဒါအမျိုးသမီး energy ပေါ့เนาะကိုယ့်ရဲ့မိသားစုထဲမှာရှိနေတဲ့မိန်းမတစ်ယောက်ရဲ့ energy အတချို့ကြတော့လဲတာเนาะ maybe ဖြစ်ကောင်းဖြစ်နိုင်တာကသူ့မှာမိသားစုရှိပြီးသားဖြစ်နေတာမျိုးเนาะအိမ်အောင်ရှိပြီးသားဖြစ်နေတာမျိုးเนาะအဲ့ဒီသူ့ရဲ့မျိုးသမီးကြောင့်လို့ဖြစ်နေတာမျိုးပေါ့เนาะအဲ့တော့အာပြောရရင်เนาะဒီကဲလို့ပေါ့နော်ဒါ single သမားတွေအတွက်ဆိုလို့ရှိရင်တော့လေဒါသူ့ဘက်ကမိဘတို့မို့ကိုယ့်ဘက်ကမိဘပေါ့နော်အဓိကတော့အမေတို့မို့အတော်တွေပေါ့နော်သူတို့ကြောင့်မို့လို့ ဒါအာနှစ်ယောက်သားမှာဝေးကွာရတာမျိုးဖြစ်သွားတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရဲအဲ့တော့ဒီမိသားစုတွေကအဆင်ပြေမှာမဟုတ်ပေါ့နော်သူ့ကိုကြိုက်တာမဟုတ်ဘူးတဲ့သူ့ကိုမိသားစုတွေကမကြိုက်ဘူးလို့သူ channel ပေါ့နော်နောက်ကကြတော့ one or swap ဆိုတာနော်ဒါက သူ့မှာဗောနော်လက်ရှိအခြေအနေမှာလေသူကလေအခက်ခက်ခက်ခဲစူးစမ်းနေရတဲ့အရာတွေရှိရယ်နော်အခက်ခဲတွေကိုလုံးဝရင်ဆိုင်ကြော်လွှားနေရတဲ့အရာမျိုးတွေရှိရယ်အဲ့ဟာကိုအောင်မြင်စွာကြော်ဖြတ်နိုင်ဖို့အတွက်သူ့မှာလေအချိန်လိုတယ်ဗောနော်အဲ့လိုပုံစံမျိုးရှိရယ်အဲ့တော့သူကလေတစ်ဖက်မှာကသူ့ရယ်နော်အလုတ်ကင်ငွေကြီးစီးပွားရေးဗောနော်သူ့ရဲ့မိသားစုအတွက်စူးစမ်းရုန်းကန်နေရတာလေးရှိရယ်နော်အဲ့တော့ဒီမိသားစုအတွက်ကိုစူးစမ်းရုန်းကန်နေရတဲ့အခါမှာသူ့မှာ pressure တွေလည်းရမ်းရှိတယ်ဒါကြောင့်မို့လို့တစ်ဖက်မှာသူကအခြေရေးကိုတတ်နိုင်ရင်ဦးစားမပေးခြင်းဘူးဒီချိန်မှာ ာကိုနဲ့ပတ်သက်တဲ့အခြေအရေးကိုသူကခဏခဏပေါ့နော်ဟိုကဖြစ်ထားခြင်းနဲ့ဆိုရဲပုံစံမျိုးပေါ့နော်အဲခဏလောက်ပေါ့နော် release လုပ်ထားခြင်းနဲ့ခဏလောက် move on လုပ်ထားခြင်းနဲ့ဆိုတဲ့ပုံစံမျိုးကိုပို့တွေ့ရတယ်เนาะအဲ့တော့ဒီမှာကတော့အချိန်ဒီမှာပေါ့နော်ဟို ကတ်တီရဲ့ energy အားဆိုလို့ရှင်တော့လေအချိန်လိုတဲ့သူပိုများမယ်ထင်တယ်နော်အချိန်လိုတဲ့သူပိုများမယ်80ရာခိုင်နှုန်းကအချိန်ပိုလိုတာမျိုးဖြစ်နိုင်တယ်နော်အဲ့တော့30ရာခိုင်နှုန်းသောသူတွေဒီမှာဆိုအိုင်သိန့်ဆိုရက်ဆိုတာကလေဒီကွက်တီအားလုံးထဲမှာမှာတကတ်သေးပါတာမျိုးပေါ့နော်ကျန်တဲ့ကတ်တီကအကောင်လုံးက and ready နဲ့အိုင်သိန့်ဆိုရက်ကနှစ်ကတ်ပေါ့နော် sorry နှစ်ကတ်ပါတာမျိုးဆိုတော့လေအဲ့တော့ ဟုတ်တချို့ဆိုရင်တော့ဟိုသူတို့ကြိုးစားနေတာအချိန်တစ်ခုအတိုင်းတာတစ်ခုထိရောက်သွားပြီးကိုနဲ့အဆက်အသွယ်ပြတ်နေတာလည်းအချိန်တိုင်းတာတစ်ခုထိရောက်သွားပြီးသူ့ကိုယ်သူလည်း healing လုံးဝရသွားပြီဆိုတဲ့ဒူလေးတွေပေါ့နော်အဲ့လိုလူတွေအတွက်ဆိုရင်တော့ဥပမာကွာအဆက်အသွယ်ပြတ်တာလေးလနဲ့အထက်ပေါ့နော်အဲ့လိုဖြစ်သွားပြီသူတွေနော်နည်းနည်းလေးကျသွားပြီပေါ့အဲ့လိုလူတွေကတော့ပြန်ပြီးအဆက်အသွယ်ပြန်ရလာနိုင်တယ်နော်အဲဥပမာအဆက်အသွယ်ပြတ်တာတိတ်မကြသေးဘူးပါဘူးဆိုလို့ရှိရင်တော့လေအဲ့လိုလူတွေအတွက်ဆိုလို့ရှိရင်တော့ပြန်အဆင်ပြေဖို့နည်းနည်းလေးအချိန်ယူရအောင်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ပြရတယ် ဲ့တော့ဒီမှာဆိုရင်သူဘာတွေပြောချင်နေလဲသူပြောချင်တဲ့စကားလေးတွေပေါ့နော်ဒါလေးတွေကိုကြည့်ပြီးတော့နော်အာ terms လေးတွေလည်းမကြည့်ပေးရတော့ကြာပြီเนาะ terms လေးတွေမကြည့်ပေးရကြာပြီအဓိကနာမည်နာမည်လေးပေါ့เนาะနာမည်အစလေးတွေပြောပြီးမယ်เนาะ terms လေးတွေကြည့်ပြီးတော့ဒါ reading လေးကိုအဆုံးတက်မယ်เนาะတော့တော့စေအဲ့တော့ ဟုတ်တယ်ဒီမိမိရဲ့တစ်ဖက်သူနဲ့ပေါ့နော်ကိုရဲ့ချစ်သူကိုရဲ့အဆက်ဟောင်းကိုရဲ့အိတ်ပေါ့နော်ကိုနဲ့အခုအဆက်အသွယ်ပြတ်နေတဲ့သူကနော်ကို့ကိုဘာလေးကြီးပြောချင်လဲဘာစကားကြီးပြောချင်နေလဲတဲ့နော်တော့ပြောပြပေးပါတော့ကော်လတစ်သမားလေးကိုချက်ကိုနော်ဒီမှာ insecurity ဆိုเนาะအဲ့တော့ ီအနေထားမှာကလေးပါလဲဆိုတော့ insecurity ကြောင့်လည်းတယောက်ကလေး secure မဖြစ်ဘူးပေါ့နော်အဲ့တော့ဟိုဂယုဆိုင်မှုလိုနေတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နေတာဖြစ်လိမ့်မယ်နော်နှစ်ယောက်သားကလေဟိုတက်ကယုမဆိုင်နိုင်လို့ပေါ့နော်တစ်ဖက်ကပြဿနာအရင်ရှာလုံးကကြီးသွားတာမျိုးဖြစ်နိုင်တယ်နော်အဲ့တော့ insecurity ဖြစ်နေတာမျိုးနော်အဓိကကအဲကိုရိုနှစ်ယောက်သားကြားထဲမှာပေါ့နော်အဓိကကပြဿနာတိုက်ရတာ insecurity ကိစ္စလေးတဲ့ဘာဖြစ်လို့လဲဆိုတော့ သူကကိုကိုနော်ဟိုလုံလောက်တဲ့ယူဆိုင်မှုမပေးခဲ့ဘူးမပေးနိုင်ဘူးသူ့မှာလည်းသူ့ပြဿနာနဲ့သူနော်သူ့အဖက်ဖက်ကသူ့ကိုထိုးနှက်ချက်တွေအပေါ်မှာပြောရည်လေး pressure တွေရမ်းများခဲ့တာတွေရှိရဲလို့ပြောခဲ့တယ်ဟုတ်တယ်မလားနော်အဲ့ဒါကြောင့်မို့လို့နော်ကိုကိုအချိန်မပေးနိုင်ခဲ့တာတွေဖြစ်နိုင်တယ်။အဲ့ဒီအတွက်ကြောင့်မို့လို့အဲ့လို insecurity ဖြစ်ပြီးတစ်ဖက်ကလည်းကိုကိုပြဿနာတွေအရင်ရှာခဲ့တာတွေဖြစ်နိုင်တယ်နော်။အဲ့လိုမျိုးအဲပြဿနာတွေရှာခဲ့လို့ပေါ့နော်။နှစ်ယောက်သားကြားမှာဒါပြဿနာတွေဒါဖြစ်သွားတာမျိုးပေါ့နော်ဒီမှာဆိုရင် ဲ့တော့လောလောဆယ်မှာတော့စိတ်ထဲမှာ insecure မဖြစ်နေသေးဘူးလို့ဆိုတဲ့ပုံစံမျိုးတွေ့နေရတယ် with new relationship ဩ okay တချို့တွေကတော့ဗောနော်ဒီမှာဆိုရင် relationship အစ်စ်တွေရသွားပြီတဲ့နော်တချို့တွေဆိုလူအစ်စ်တွေရသွားပြီเนาะအဲအဲ့တော့ကိုနဲ့အဆက်အသွယ်တွေအရင်ကြာဟိုဗောနော်အဆက်အသွယ်ပြတ်ပြီးတော့အရင်ကြာသွားပြီစိတ်ထဲမှာလည်းတချို့တွေကခံစားမိပါတယ်เนาะဟိုကြည့်နေပြင်မဲ့လေလေတချို့တွေကမလွတ်ချနိုင်ဘူးဆိုပြီးတော့နေနေပြင်မဲ့လေလေ တချို့တွေခံစားမိရဆိုး connection တွေပြတ်သွားပြီလို့ခံစားမိရတဲ့သူလေးတွေရှိလိမ့်မယ်နော်အဲ့ဒီဆိုး connection မိမိအခုတွေးနေတဲ့သူနဲ့ကိုနေရလေဆိုး connection ပြတ်သွားပြီလို့ခံစားမိတဲ့သူလေးတွေမှာဆိုရင်တော့ဒါနော်ဒါဆိုရင်လွတ်ချလိုက်တော့နော်ပြောချင်တာဒီမှာဆိုရင်သူတို့က relationship အစ်စ်ရနေတာမျိုးဖြစ်သွားပြီနော်အဲ့တော့သူ့စိတ်ထဲမှာကိုကိုနော်တတိရောရနေတယ်တစ်ခါတရံပေါ့နော်တစ်ခါတရံတတိရနေတာမျိုးတွေရှိမယ်ဒါပေမဲ့သူကပြန်ပြီးတော့မှဆက်တွေ့လာတာမျိုးရှိချင်မှရှိတော့လိမ့်မယ်နော်ဒါက ဒီမှာဆိုရင်နံပါတ်နံပါတ်15เนาะဒီမှာဆိုရင်ဒီမှာဒီမှာကင်းဆော့ဆော့မှာနံပါတ်15တွေပြရတယ်เนาะအဲ့တော့ဒီမှာလည်းနံပါတ်15ခဏเนาะ with new relationship အဲ့တော့ဒီမှာဆိုရင်ပေါ့เนาะတချို့ကင်းဆော့ဆွတ်တဲ့ energy လည်းပါတယ်တချို့သောသူတွေပေါ့เนาะဒီမှာလာကြည့်နေတဲ့တချို့သောသူတွေပါစင်းနေ20ရာခိုင်နှုန်းလောက်မှာသူတို့က relationship မှာเนาะ new relationship ရသွားပြီเนาะလူတစ်တယောက်ရသွားပြီကိုနဲ့ ကိုနဲ့ကိုကိုပြန်ဆက်သွယ်ဖို့တို့တော့ဟိုမကြိုးစားတော့ဘူးပေါ့နော်အဲဟိုဟာဖြစ်လိုက်ပြီပေါ့ကိုကို release လုပ်သွားနိုင်ပြီဆိုတဲ့ပုံစံမျိုးတွေဒီမှာလာတွေ့ရတယ်နော်အဲ့တော့တချို့သောသူလေးတွေနော်စိတ်ထဲမှာ so condition ပြတ်သွားပြီဆိုရင်လွတ်ချလိုက်တော့နော်အရင်ကြီးမြုံလင်းမနေနဲ့ရောလို့ပြောချင်တယ်တဲ့နော်နောက်ဟာကြတော့ love it no how you we တဲ့နော်အဲ့တော့အချစ်ဆိုတာပေါ့နော်ကိုဘလောက်ဟိုခံစားရရဲဆိုတဲ့ပုံမှာမူတည်ရဲတဲ့နော်အဲ့တော့ ပြောချင်တာကွာဒီလားအဲ तू ကဘလို့ဖြစ်သွားလဲဆိုတော့လေအချစ်ကိုအယုံကြည်မရှိတော့ဘူးဆိုတော့ပုံစံမျိုးဖြစ်သွားတယ်နော်အဲ့တော့အချစ်ဆိုတာခံစားချက်တစ်ခုပဲပေါ့နော်ဘာမှအဲ့လောက်ကြီးမဟုတ်ဘူးဆိုတော့ပုံစံမျိုးကိုသွားတွေးရအသွားပြီးတော့ပေါ့နော်အဲ့လိုအဲ့လိုတွေးသွားတာမျိုးရှိရနော်အချစ်ဆိုတာခံစားချက်တစ်ခုပါပဲပေါ့ကွာအချိန်တိုင်းပျောက်ွယ်သွားလိမ့်မယ်ဘာမှအဲ့လောက်ကြီးဟိုရေးမတီးဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေးသွားတာမျိုးအဲ့လိုပုံစံမျိုးတွေးနေတာမျိုးတွေဖြစ်နိုင်တယ်နော်အဲ့တော့ငါကြည့်နေတဲ့သူလေးတွေမှာလည်းတချို့ကအဲ့လိုစိတ်တွေ စိတ်ကူးတွေပေါက်သွားတာမျိုးပေါ့နော်။ Okay ဒီမှာဆိုရင် third party is already had နော် with the new relationship ဆိုတော့နော်ဒီမှာဆိုရင်နှစ်ကက်တောင်လာကြတယ်နော်အဲ့တော့တချို့သောသူတွေတည်ကြတယ်နော်ဒါလူတည်ရနေပြီနော်တချို့ဆိုလို့ရင် तू တချို့ဒီမှာလာကြည့်နေတဲ့သူလေးတွေမှာ तू နောက်တစ်ယောက်ရနေပြီလားဆိုပြီးတော့မှမေးခွန်းမေးထားတဲ့သူလေးတွေရှိလိမ့်မယ်နော်။ Okay အဲ့လိုလူလေးတွေရှိရယ်ဆိုရင်ဟုတ်တယ်နော်သူတို့နောက်တစ်ယောက်ရနေပြီဆိုတာတည်ကြပါတယ်လို့ပြောချင်တယ်နော်။ Okay အဲ့တော့ bottom of the desk ကပါလဲတဲ့။ဒါလေးကတော့နော် only if you want to and uh, you, you, you are ace once you, once you do uh, yes you can uh, i don't <laughs> okay and i yell and la yone no la yone i don't နေတချို့ကတော့ h ကိုညှော်နေတဲ့သူတွေရှိတယ်အဲ့တော့ h ကိုညှော်နေတဲ့သူတွေရှိတယ်ဆိုတဲ့နေရာမှာအပိုင်းနှစ်ပိုင်းခွဲပြီးတော့ပြောကြတယ်လို့ဆွမ်းတော်ကပြောကြတယ်နော်အဲ့တော့လာကြည့်နေတဲ့သူတွေ h ကိုညှော်နေတဲ့အချင်းဟောင်းကိုညှော်နေတဲ့အစဟောင်းကိုညှော်နေတဲ့သူလေးတွေမှာတချို့သောသူတွေပေါ့နော်ဒီလာကြည့်နေတဲ့သူတွေမှာအပိုင်းနှစ်ပိုင်းခွဲပြောမယ်တချို့သောသူတွေကမိမိနဲ့မိမိရဲ့အခုကိုစဉ်းစားနေတဲ့သူဒီ soul connection ရှိသေးလားမရှိသေးလားဆိုတာမိမိတို့ကိုယ်တိုင်မိမိတို့သိတယ်နော်ကိုစိတ်ထဲမှာသိရနော်သူကကိုနဲ့ဆိုးကွန်နက်ရှင်ရှိနေလားမရှိနေလားဆိုတာကိုကိုယ်တိုင်သိတယ်အဲ့ အကယ်လို့ဆိုး connection တွေမပြတ်တော့နေသေးဘူးမပြတ်တော့သေးဘူးပေါ့နော်။အော်ငါစဉ်းစားတယ်လို့ तू လည်းစဉ်းစားနေတယ် तू လည်းအဲငါ့ကိုပေါ့နော် तू စိတ်ထဲမှာရှိနေတယ်ဆိုတာမျိုးပေါ့နော်။အဲ့လိုဟာမျိုးဒါပေမဲ့တခုရှိတာကလေတချို့တွေက illusion ရှိတယ်ပေါ့နော်။အာကိုယ့်ရဲ့ကိုယ့်ရဲ့တစ်ဖက်သက်ပေါ့နော်ဒီဆွဲလန်းစိတ်နဲ့ तू ਆ လည်းငါ့ကိုဆွဲလန်းနေမှာပဲ तू လည်းငါ့ကိုတွေးနေမှာပဲလို့တချို့တွေကတစ်ဖက်သက်တွေးနေတဲ့လူတွေတီးတန့်တတ်တတ်ရှိတယ်သိလား။ဒါပေမဲ့အဲ့ ဟာကလေသူကကိုကိုဟိုဘလိုပုံစံမျိုးပေါ့နော်ဟိုဟာလှုပ်လဲဆိုတဲ့ပုံမှာမူတည်တယ်အဲဒါအကယ်လို့များပေါ့နော်ဒီလာကြည့်နေတဲ့သူလေးတွေမှာတစ်ဖက်သူကလုံးဝအာနောက်ထပ် connection တကူရသွားပြီနောက်ထပ်ပေါ့နော် third party ပေါ်သွားပြီဆိုတဲ့သူတွေမှာဆိုရင်တော့ညှော်လင်းလို့လုံးဝမရတော့ဘူးလို့ပြောလို့ရတယ်နော် မြော်လင်းလုံးလုံးဝမရတော့ဘူးအဲတချို့တွေမှာ third party မပေါ်နေသေးဘူးเนาะအဲသူနောက်တစ်ယောက်တွဲသွားတာလည်းမရှိသေးဘူးねတူတယ်ဆရာမကြီးမတွေ့မိဘူးပေါ့เนาะအေးပြီးတော့လေကိုယ့်ရဲ့စိတ်ထဲမှာလည်းခံစားချက်တွေကသူ ਨੇ ချိတ်ဆက်နေသေးရဲ့လို့ခံစားမိတဲ့သူလေးတွေပါလိမ့်မယ်เนาะအဲ့လိုလူလေးတွေ trust ဆိုရင်တော့တယ်เนาะကိုယ့်ရဲ့ age ကကိုလူချင်းနေသေးတယ်ဆိုရင်ပေါ့เนาะကိုယ့်ရဲ့ age ကိုကိုလူချင်းနေသေးတယ်ဆိုရင်ねเนาะအဲ့ age ကိုရနိုင်ပါသေးတယ်တဲ့เนาะပြောချင်တာလေအဲ့လို အဲ့လိုလေးပြောထားတယ်အဲ့တော့เนาะဒီ relationship မှာလာကြည့်နေတဲ့ဒူလေးတွေမှာเนาะအရှိမပြောထားသလိုပဲเนาะတချို့ တက်ပါတီပေါ်သွားပြီနောက်တစ်ယောက်ကိုလည်းတွဲသွားပြီဆိုတဲ့သူတွေမှာဆိုရင် तू ကလုံးဝပြက်ပြက်တသားဆုံးဖြတ်သွားပြီကိုကိုလုံးဝ release လုပ်သွားပြီမျောမနေနဲ့တော့เนาะအဲ့လိုလူတွေအတွက်ဆိုရင်တခါတည်းဟိုပြောပြောရရင်အဲ့လိုမျောနေခြင်းကလည်းတခါလေကြာရင်ကို့အတွက်ကလေဟိုဟာဖြစ်တယ်ကွာကိုလုံးဝမဲ့အလုပ်တွေကိုရဲ့တက်လန်းနေသိရမလားကို့အတွက်အချိန်နေရန်ကုန်နေအဲ့လူတွေအတွက်လीเนาะဟုတ်တယ်မလားကိုကဘာလဲဆိုတော့ကိုရဲ့ဘဝမှာဒီထက်ကောင်းမွန်တဲ့သူတွေเนาะကောင်းမွန်တဲ့မိမိနဲ့ထိုက်တန်တဲ့သူတွေကိုကိုကဘာလဲဆိုတော့နေရာဖယ်ပေးရအောင်မယ်လीကို့စိတ်ကိုရှင်းလင်းထားပြီးလိုအပ်နေသေးတယ်ကိုနဲ့မထိုက်တန်တဲ့သူကြီးကိုပဲကိုကမျောလင်း င်းနေလို့မရဘူးပေါ့နော်အဲ့လိုလူလေးတွေအတွက်ကိုပြောချင်တာကလွှတ်ချတဲ့နေအရာကိုလွှတ်ချပါရှေ့ဆက်သွားမယ်အရာကိုရှေ့ဆက်သွားပါလို့ပြောချင်တယ်နော်အဲတချို့သော energy တွေမှာနော်တချို့သော energy တွေမှာကြတော့ဘာလဲဆိုတော့ညှော်လင်းလို့ရနေသေးတယ်သူ့မှာနောက်တစ်ယောက်ကလည်းမရှိနေသေးဘူးကိုနဲ့ soul connection ကလည်းမပြတ်နေသေးဘူးလို့ကိုယ်စိတ်ထဲမှာအာယုံကြည်နေတယ်ဆိုတဲ့ဒူလေးပေါ့နော်အဓိကတော့တတိယလူမပေါ်နေသေးတဲ့ဒူတွေထဲမှာနည်းနည်း chance ရှိရကွာအဲ့လိုလူတွေကတော့ကိုယ့်စီကိုပြန်လာနိုင်ခြေရှိနော်ပြန်လာနိုင်တယ်ပေါ့နော်ဘာလို့ဆိုတော့ဒီမှာလေ yes I think so yes လို့ပြောထားတာရှိတယ်အဲ့တော့အဲ့လိုလူတွေပြန်လာမဲ့သူတွေမှာလည်း तू ကလေ तू မှာတဲ့เนาะရှင်းလင်းစရာရှိရဲ့ကိစ္စတွေ तू ကြိုးစားစရာရှိရဲ့ကိစ္စတွေเนาะဒါတွေကို तू လုပ်ပြီးတဲ့အချိန်မှာရှင်းလင်းပြီးတဲ့အချိန်မှာ तू ဘဝအောင်မြင်မှုရတဲ့အချိန်သို့မဟုတ်ပေါ့เนาะအချိန်တိုင်းတာတခုညောက်သွားရင်တော့ तू ကကိုယ့်စီကိုပြန်လာမှာတဲ့เนาะအဲ့လိုပုံစံလေးတော့ပြောထားပါတယ်ကဲကဲနောက်ဆုံးတကက်လေးပေါ့เนาะ no re interested at this time တဲ့ကဲတချို့တွေကတော့ကိုယ်ဒီအချိန်မှာလုံးဝနော်စိတ်ဝင်စားနေတော့သူ့ရဲ့ relationship အစ်စ်နေပဲ ျော့နေတာတွေရှိတယ်เนาะပျော့နေကြတဲ့သူတွေဖြစ်နေပြီပေါ့เนาะဟာအဲ့ဒီမှာဆိုရင်တော့နောက်တဲ့ energy ဒီဟာလေးနှစ်ခုလာပြလာလာကြည့်နေတဲ့သူတွေမှာ energy ကအများကြီးဖြစ်နေရောเนาะဟုတ်တယ်เนาะအဲ့တော့နှစ်ပိုင်းခွဲပြီးတော့ပြောသွားရတယ်တချို့တွေမှာเนาะအစ်စ်မရနေသေးတဲ့သူတွေမှာတော့ဗာပြောလဲဒီမှာဆိုရင်နောက်တစ်ခက်က if he or she ပေါ့เนาะသူတို့မဟုတ်သူကမင်းကိုချစ်နေခဲ့မယ်ဆိုရင်တဲ့เนาะမင်းကိုဘယ်တော့မှသူဖြတ်မှာမဟုတ်ဘူးတဲ့เนาะအဲ့လိုပြောတယ်အဲ့တော့ပြောချင်တာကเนาะ လောလောဆယ်မှာเนาะကိုနဲ့လည်းပြတ်တောက်သွားပြီးတက်ပါတီလည်းပေါ်သွားတဲ့သူလေးတွေက release လုပ်လိုက်တော့အဲတချို့တက်ပါတီမပေါ်နေသေးဘူးဒီမှာဆိုရင်မျောလင်းနေသေးတယ်ဆိုတဲ့သူလေးတွေကတော့ဒီမှာပြန်လာဖို့အနေထားတစ်ခုရှိတယ်သူချစ်နေသေးတယ်ဆိုရင်မင်းစီကိုပြန်လာပါလိမ့်မယ်တဲ့เนาะ okay အဲ့တော့ဒီ relationship မှာเนาะဘယ်လိုလူတွေအကျုံးဝင်မလဲဆိုတော့ဒီမှာဟိုါလေးเนาะ champs လေးတွေကိုနိုင်ပြီးတော့မှအတိပေးမယ်เนาะ champs လေး ဒီမှာပါပါမလဲဆိုတော့ w เนาะ w ပါမယ် s ပါမယ် s s เนาะ s ပါမယ် h ပါမယ် sorry s မဟုတ် h ပါမယ် h เนาะ twin လို့ပါလို့လေ h t u n twin လို့ပါအောင်เนาะ twin အဲ h ပါမယ် h a t ပေါ့เนาะ h a t ပါမယ်နောက်ကတော့ e ပါမယ် e ပြီးတော့ n n ဆိုတဲ့စကားလုံးเนาะဗဇက်ဖွင့်တဲ့ n news เนาะအစ်စ်เนาะ new ရောက်ရဲ့ n n ပါမယ် အဲနောက်ခါ u ပါမယ် u ပါမယ်နောက်ခါဆို h h ပါမယ်ဒီစာဒါစာလုံးပေါင်းတွေဘာတွေမှာလဲဖြစ်နိုင်တယ်เนาะ r ပါမယ် z z ပါမယ်เนาะ z ဆိုရယ်ကနေ z z ဆိုရယ်စကလုံးလေးပါမယ်เนาะနောက်ခါ i ဆိုရယ်စကလုံးလေးပါမယ်เนาะအဲဆိုပြန်ပြောမယ် w ပါမယ် h ပါမယ် h ဟိုเนาะဒီမှာဆိုရင် h ကအတီးရောအတီးရော h ပါမယ်နောက်ခါ u ပါမယ် i ပါမယ် n ပါမယ် z ပါမယ် h ပါမယ် e ပါမယ် r ပါမယ်เนาะကဲအဲ့တော့ဒီစကားလုံးလေးတွေเนาะဒီမိမိအဲ့စာလုံးပေါင်းကလေးတွေထဲမှာပေါ့เนาะဒီဒီစလုံးလေးတွေပါမယ်ဆိုရင်ဒါကမိမိတို့ ਨੇ ပို့ပြီးတော့မှအဲ့ဒီသူတွေ ਨੇ ပေါ့เนาะပို့ပြီးတော့ energy ပို့ကြိုက်ပါလိမ့်မယ်ကဲဒါလေးကတော့ကဲအစဟောင်းကိုမျောနေတဲ့သူတွေသို့မဟုတ်မိမိ ਨੇ အဆက်အသွယ်ပြတ်နေတဲ့မိမိရဲ့เนาะချက်တဲ့သူတွေကเนาะ လူချင်းတွေဘာတွေတုံးတက်လာမလဲဆိုတာလေးကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်။ကဲအားလုံးလည်းเนาะ energy လေးတွေကြိုက်ပြီးတော့မှစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းပြည့်စုံကြပါစေเนาะ။မိမိတို့နဲ့အမှန်တကယ်ထိုက်တင်နေเนาะဘွားလက်တွဲပေါ်တွေချစ်သူတွေနဲ့လည်းအမြဲဆုံးစုံစည်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကဲမိမိတို့ရဲ့တဦးတစ်ယောက်ချင်းစီအတွက် personal reading လေးတွေမေးချင်တယ်ဆိုရင်ကျမရဲ့ Tarot Healing and Reading My Kitra ရဲ့ Facebook ချက်ပေါက်နှစ်ခုကလုံးမှာလာရောက်မေးမြန်းနိုင်ပါတယ်။ Viber နဲ့ WhatsApp နံပါတ်တွေကနေပြီးတော့လည်းလာရောက်မေးမြန်းနိုင်ပါတယ်เนาะ။ကဲကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်နောက်ထပ် reading လေးတွေ ာပြန်တွေ့ပါမယ်เนาะတက်တာ